မင်္ဂလာပါသီလ morality physical action verbal action mentally action ဆိုတဲ့ကာယကံမှုဝစီကံမှုမနောကံမှုစတဲ့ကံသုံးပါးကိုလုံခြုံအောင်စောင့်ထင်းခြင်းကသီလပဲဖြစ်တယ်အဲ့ဒီသီလထဲမှာနိစဉ်စောင့်ထင်းသင့်တဲ့ the five moral precepts ကံ၅ပါးရှိပါတယ်အဲ့ဒီကံ၅ပါးတွေကမှဒီနေ့တော့မူတာဝါဒ precepts abstaining from telling lines ဒီမုဒါဝါဒသိက္ခာပုနဲ့ပတ်သက်ပြီးတိမတ်ဖွေရာလေးတွေကိုဒီနေ့မျှဝေသွားမှာဖြစ်ပါတယ်သူတစ်ပါးရဲ့အပေါ်မှာလင်ညာလှည့်ပြားပြောဆိုခြင်းနဲ့ပတ်သက်တဲ့သိက္ခာပုပေါ့နော်ဒါလေးကိုဒီနေ့မျှဝေသွားမှာဖြစ်ပါတယ်လင်ညာပြောဆိုခြင်းဟာမကောင်းမှုဆိုတဲ့အကြောင်းနေပါ facts concerning mudawada precept ဒီ mudawada သိခါပုံနဲ့တိမှတ်ဖွဲ့ရအများကတော့ mudawada means lying to others by what letter or gesture နှုတ်အဖင်ဖြစ်စေနော်အာနာနဲ့နော်စာထုတ်ပြီးတော့ပဲဖြစ်ပါစေကိုလက်လှုပ်ပြပြီးတော့ဟန်မူရနဲ့ပဲဖြစ်ပါစေဒီ လင်ညာပြောဆိုတာမှန်သမျှကမူတာဝါဒပဲဖြစ်ပါတယ်။ Lying done by word of mouth is called verbal conduct ။နော်။ကိုယ့်ရဲ့နှုတ်ကနေထွက်ပြီးတော့လင်ညာပြောဆိုလိုက်တာကဝစီကံမှုပြုမှုခြင်းပဲဖြစ်တယ်။ Telly lines with malicious intent can lead one to nirya နော်လင်းလေပြောဆိုရမှာသူတစ်ပါးရဲ့အကျိုးစီးပွားပျက်စီးအောင်လင်ညာပြောဆိုတဲ့မူတာဝါဒမျိုးဟာ ပင်ရောက်နိုင်ပါတယ် The gravity of that offense corresponds to the amount of harm done သူတစ်ပါးအကျိုးစီးပွားကိုအနှဲငယ်ပျက်စီးရင်အပြစ်ငယ်ပြီးတော့များစွာပျက်စီးအောင်တော့လင်းညာလှည့်ပြားခဲ့ရင်တော့အပြစ်ကကြီးတယ်လို့ဆိုပါတယ်ဒါပေမဲ့မြည်သည့်မူတာဝါရမျိုးမှမကောင်းမှုဆိုတာကိုတော့တတိချက်ရမှာဖြစ်ပါတယ် In this light, Borita dots while wandering in Tamdara, Tamdara, Samsara, sometimes might have committed killing, stealing, sexual misconduct, and took alcohol drinks. They never took lines with malicious intent. The Pialong Durogong Buari Mabono, Pialong Yaha, Tandara Buachin Le Zindonga, Duruha. တတ်မှုခူးမှုကာမဂုဏ်ကျွ့လွန်မှုအယက်တိစာတောက်စားမှုတွေရံဖာပြုတ်လုခဲ့တာရှိပြီမယ်လေတဲ့သူတစ်ပါးရဲ့အကျိုးစီးပွားကိုပျက်စီးစေလိုတဲ့စိတ်နဲ့မူတာဝါဒကံကိုလုံးဝမကျွ့လွန်ခဲ့တာကြောင့်စာပေကျမ်းကများစွာမှာတွေ့ရတယ်ဒါကြောင့်မို့သူတို့ရဲ့ဒီပြုတ်မှုခဲ့တဲ့ဥစ္စာကတော့ပေါ့နော်ရံဖာပြုတ်မိခဲ့ပြီမယ်သူတစ်ပါးရဲ့အကျိုးစီးပွားပျက်စီးအောင်ပျက်စီးစေလိုတဲ့စိတ်နဲ့မူတာဝါဒကံကို လုံးဝမကျူးလွန်ခဲ့ကြောင်းကိုဒီ literature ဒီမှာဆိုလို့ရှိရင်เนาะဒီရေးသားထားတာတွေကိုလေ့လာမှတ်သားရပါတယ်။ဒါကြောင့်မို့ဒီမူတာဝါရကံကတဲ့လင်ညာပြောဆိုတာကသူတစ်ပါးရဲ့အကျိုးစီးပွားပျက်စီးအောင်လင်ညာပြောဆိုတဲ့မူတာမူသားမျိုးသာအပေကြောက်နိုင်တယ်လို့လေ့လာမှတ်သားရပါတယ်။เนาะတစ်ခါတည်းအနေမှာရှိပါတယ်။ ဟိုမူသားလေးတုံးလိုက်ရတာဒါပေမဲ့သူတပားကိုလုံးဝထိကြိုက်စီတာမဟုတ်ဘူးပေါ့နော်ဓာမျိုးကိုဆူလိုတာပဲဖြစ်ပါတယ်4 factors of မူတာဝါဒမူတာဝါဒသိခာပုံနဲ့သက်ဆိုင်တဲ့အင်္ဂါ၄ရပ်ရှိတယ်။ Firstly, the statement is not true. မဟုတ်မမှန်တဲ့အကြောင်းအရာ ဖြစ်ချင်းเนาะဒီလူတယောက်ကပြောလိုက်တဲ့စကားဟာမဟုတ်မမှန်တဲ့စကားပဲဖြစ်နေမယ်ဒါကလည်းမူတဝါရတေကတပါ and then there is in an intention to lie မဟုတ်မမှန်ပြောဆိုလို့တဲ့စိတ်နဲ့ကိုရည်ရွယ်ပြီးပြောတာเนาะဒီလူဟာမဟုတ်တာကိုသိနေတယ်သိရတဲ့နဲ့ကိုဒီမဟုတ်မမှန်ပြောဆိုလို့တဲ့စိတ်နဲ့သူကရည်ရွယ်ပြီးကိုပြောတာဖြစ်တာပေါ့เนาะ and then it is actually spoken ပြောလေပြောတယ်အဲ့ဒီပြောဆိုလိုတဲ့စိတ်နဲ့ तू อ่ะပြောဆိုလိုစိတ်ရှိပြီးတော့တကယ်လဲ तू อ่ะဒီလင်းညာတဲ့စကားကိုပြောဆိုခြင်းပေါ့နော် and then others understand what has been spoken လင်းညာတဲ့သူ့ရဲ့စကားအတိပယ်ကိုအလင်ခံရသူကိုလည်း သိရှိစေခြင်းเนาะ तू อ่ะလိမ့်နေတယ် तू လိမ့်နေတာကိုကိုတစ်ဖက်လူကိုသိစေခြင်းเนี่ยသဘောနဲ့ရည်ရွယ်ပြီးတော့ပြောဆိုတာပေါ့เนาะဒါဟာမုဒဝါဒအင်္ဂါ၄ပါးဖြစ်တယ် In this light, the benefits of abstaining from telly lines. ဒီမူတာဝါရ ံနဲ့ပတ်သက်ပြီးတော့ပေါ့နော်ရှောင်ကျင်ရမယ်အကျိုးတရားတွေပေါ့နော်ရှောင်ကျင်ခြင်းကြောင့်ရရှိရတဲ့ benefits တွေပေါ့နော်လင်ညာပြောဆိုခြင်းမှာရှောင်ကျင်ခြင်းကြောင့်ရရှိနိုင်မယ့်အကြောင်းတွေကတော့ one who refrains from telly lines will reach a good destination နော်ဒီမကောင်းတဲ့ telly lines ကနေ refrains ရှောင်ကျင်မယ်ဆိုရင်တော့ will reach a good destination ကောင်းကျိုးတရားတွေကောင်းတဲ့အကြောင်းချက်တွေเนาะကောင်းတာတွေပဲဖြစ်မှာတဲ့เนาะကောင်းတာတွေကိုပဲရရှိမှာဖြစ်တယ် Moreover one will enjoy the following benefits ဒါအပြင်သူ့ရဲ့ဘဝမှာဆိုလို့ရှိရင်လည်းပေါ့เนาะဟိုကောင်းကျိုးတရားတွေပဲနောက်ကလိုက်လာမှာเนาะသူဟာဒီလင်ညာပြောဆိုခြင်းပြုမှုခြင်းမရှိတဲ့အတွက်သူ့မှာဒီပျော်ရွှင်ပွဲကောင်းတဲ့เนาะနှစ်လူပွဲကောင်းတဲ့အကြောင်းအရာတွေပဲပိုင်ဆိုင်မှာဖြစ်တယ် clear pronunciation เออตัวสกาပြောဆိုတဲ့အခါမှာလည်းပြက်ပြက်တတ်တာပြောဆိုနိုင်တဲ့သူဖြစ်မယ်เนาะစာတန်ပီတန်မဲ့ဖတ်ဖတ်ပေါ့เนาะဒီလိုမျိုး clear pronunciation เนาะကောင်းမွန်တဲ့အတန်ကိုပဲထွက်နိုင်မယ်စကားပြောတဲ့အခါပဲဖြစ်ဖြစ်เนาะဆရာဆရာမတွေဖြစ်တဲ့အခါမှာလည်းဒီ စာတင်တဲ့ခါမှာပဲဖြစ်ဖြစ်ပေါ့နော်ဒီ pronunciation นี่ကောင်းမွန်စွာထွက်နိုင်မယ်ကြီးကြီးလင်းလင်းပြက်ပြက်တသားထွက်နိုင်မယ်နော်အတန်ဩဇာကောင်းတယ်လို့လည်းပြောလို့ရတယ်ပေါ့နော် even teeth ဒါပြင်သွားတွေကလည်းညင်ညာလှပနေမယ်တဲ့နော်သွားခေါ်တာတွေဘာတွေအဲ့လိုမဖြစ်ဘူးပေါ့နော်သွားတွေကလည်းညင်ညာလှပနေမယ် sweet smelling breathe နော် cring ကလည်းမှုကြိုက်နေမယ်နော် သူ့ရဲ့အခရင်းကထွက်တဲ့အနှံ့ကလည်းကြာညိုနေသင်းတယ်ဆိုတာလိုမျိုးပေါ့နော်။ဒါမျိုးစာထဲမှာလည်းကြားဝေးပါတယ်အချို့မှာလည်းရှိပါတယ်နော်။ဟိုကလေးဘွားတွေမှာဆိုရင်ပူတောင်းမှဟောဖြစ်သေးတယ်နော်။အဲ့ကလေးတွေကအင်မတန်ဖြူစင်တဲ့အတွက်သူတို့နားကဆိုရင်ဟိုသူတို့ရဲ့နှုတ်ခမ်းဒီဟိုစကားပြောလိုက်တဲ့ကထွက်တဲ့ခါဆိုရင်အာဏာလေးမှုရနေရပေါ့နော်အဲကြံညူလန်နေသိနေလို့ပြောကြတာမျိုးပေါ့နော် and then အဲ um, a well built physique သူရဲ့ကိုဟန်ပုံပန်းတရံကလည်းအင်မတန်မှကောင်းမွန်ပဲပေါ့နော် and a good eyesight and hearing အမြင်အာရုံတွေလည်းကြည်ကြည်မဲပေါ့နော်မျက်စိတွေနားတွေကောင်းမှာပေါ့နော်အဲ good features and fair complexion သူရဲ့ပုံပန်းတရံဟန်ပန်းကိုကနော်အသားအရည်တွေလည်းလှမဲ့ ကိုရီဟန်နီလာမဲအသားတွေပြည့်ဖြူးမဲနော် and now influences on others နော်သူ့ရဲ့ဩဇာအာဏာဟာဆိုရင်လေသူတစ်ပါးပေါ်တောင်လွှမ်းမိုးနိုင်မယ်နော်အစစပေါ့နော်သူ့ရဲ့စကားအရာကိုဟန်မူရာအရာသူ့ရဲ့နော်ဟိုဒီအမြင်အာယုံ အကြအာယုံနော်ခန္ဓာကိုယ်ပုံမှန်တရားလှပမှုကတောင်မှသူများနဲ့ရှင်ရင်သူဟာသူများထက်ပုံမှုလှပနိုင်မယ်ဆိုတာမျိုး effective speech သူရဲ့စကားကလည်းပြောလိုက်တဲ့အမြင်နဲ့ထိရောက်တာမျိုးတွေပေါ့နော် now come let's nets of mind သူရဲ့စိတ်ကလည်းအမြဲတမ်းဟိုကြည်လင်းနေမှာပေါ့နော်ဟိုအချုပ်ပြောရမယ်ဆိုရင်တော့ပေါ့နော်သူရဲ့ကုဟန်အနေထားနော်ကိုရီအသွေးအသားပြည့်ဖြူးမယ်မျက်စိနာစတဲ့အင်္ဂလီတွေကလည်းကြည်လင်းမယ်စတဲ့ ကောင်းကျိုးတရားတွေကိုပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ဆိုတာပါဒီလင်ညာပြောဆိုခြင်းမှာရှောင်ကျင်တဲ့ပုဂ္ဂိုလ်ရရှိမဲ့အကျိုးတရားတွေပေါ့နော်စကားတွေပြပြတတ်တပြတ်သားမယ်သွားရင်ညညာမယ်ခရင်မှုကြိုင်မယ်ကိုဟန်နေထားကိုကြီးအသားကြီးပြဖြိုးမယ်မျက်စိနားစတဲ့အင်ဒရီတွေကြီးလင်ခြင်းစတဲ့ကောင်းကျိုးတွေခံစားရမယ်လို့ဆိုတာပါနော်လူတိုင်းဟာလင်ညာပြောဆိုခြင်းကရှောင်ကျင်ပြီးတော့မှန်ကန်တဲ့ နှုတ်ထွက်စကားကိုပဲကျင့်သုံးကြရမယ်ဒါမှဒီမှာဖော်ပြထားတဲ့ကောင်းကျိုးတရားတွေလည်းခံစားကြရမှာဖြစ်တယ်နော်လင်ညာချင်းဟာမကောင်းဘူးဆိုတာလည်းသတိချက်ပြီးတော့เนาะအလုံးဟာအလုံးလည်းသိကြပြီးသားပါဒီလိုအကြောင်းအရာတွေอ่ะเนาะဒီအကြောင်းအရာလေးတွေနားထောင်လိုက်မယ်ဆိုရင်တော့စင်ကျင်နိုင်ပြီးတော့သတိချက်နိုင်သွားမှာဖြစ်ပါတယ်ဒီနေ့တော့ဒီမျက်ဝေပြီးခဲ့တဲ့ဒီမူတာဝါရ ဆိုတဲ့ abstaining from telly lines မူတာဝါရကံနဲ့ပတ်သက်တဲ့သိခါပုဆိုင်ရာနော်ဟိုရှောင်ရှားဝယ်ရာလိုက်နာဝယ်ရာကျင့်ကြံဝယ်ရာအကြောင်းအရာလေးတွေကိုဒီနေ့မျှဝေပေးခဲ့တာဒီမှာပဲရန်နာပြီးနောက်နေ့မှာကြာရှိတဲ့အပိုင်းကိုဆက်လက်မျှဝေပါမယ်